ရုံးသားတော့မပြောတော့ဘူးနိုင်ငံရေးဥထာဏာတစ်ခုလို့ပဲကျွန်တော်ပြောမယ်အဲ့မှာလွန်ခဲ့တဲ့ကျွန်တော်အမှတ်မမအောင်ဆိုဦးသိချင်းလက်ချက်လွန်ခဲ့တဲ့9နှစ်လောက်ဖြစ်လေပထမလွန်ခဲ့တဲ့9နှစ်လောက်ထဲကအမေရိကန်ကခြေကောင်းပွေပညာရှင်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကလာတယ်လာပြီးတော့သူကတက်မတော်ကောင်းမှာ23သူ့မှာ war crime နော်ဒါရင်းတောင်ဖြစ်သေးဘူးနော် war crime ကျူးလွန်လာတဲ့စစ်အာဏာကျူးလွန်လာတဲ့တက်မတော်ကောင်းမှာ23ရှိတယ်ဒါပေမဲ့သူဒီဒါရင်းနဲ့3ယောက်ပြောမှဆိုပြီးတော့ ကျိုးကြီးကိုကိုပါကိုနာမည်ထုတ်ပြောနောက်တော့နှစ်ယောက်ပါနာမည်သုံးယောက်ပြောတယ်23ဦးမှာသူကရောင်း30ယောက်သူမပြောတော့အဲ့ပွဲတစ်ခုမှာသူပြောတာကျွန်တော်ကြားခဲ့ဘူးလေအဲ့ဒါ record တက်ရှိတယ်ထားတော့အဲ့ပြောချင်တာက1988ဒီဘက်1990နောက်ပိုင်းတက်မလို့ဆိုရောစပြီးအမေရိကန်နဲ့နောက်အုပ်စုတွေပိတ်ဆို့လာတာစတာပေါ့နော်အဲ့အချိန်အဲ့ကောင်မှာတော့ငယ်ကဆန်ရှင်တွေလုတ်တယ်ဒီစစ်ကောင်းတော်တွေဘယ်လိုလုပ်မယ်ဆိုရတာသူတို့မှာ well plan ရှိတယ် ဝက်ဘလင်းဆိုတာဘာလဲလို့ပြောရင်ကျွန်တော်တို့ကမိုက်စကုပ်ကြည့်ရမယ်မိုက်စကုပ်ကြည့်ရမယ်ဆိုတာကသူရောက်ကွာရှိမတိုင်ခင်တော့ဗြိတိရအင်ပါယာသူရောက်ကွာရှိပြီးတဲ့အခါမှာအမေရိကန်အင်ပါယာအခုကျတော့တရုတ်အင်ပါယာအတက်အမေရိကန်အင်ပါယာအချဒါလေးလာခြင်းတိအဲ့တော့တရုတ်အင်ပါယာအတက်အမေရိကန်အင်ပါယာအချမှာဗမာပြည်ရဲ့ geo strategic position ပထဝီကမဟာပြူကနောက်တဲ့တည်နေတာဖြစ်တဲ့အတွက်တရုတ်ရဲ့ပင်လယ်ထပ်ပေါက်ဖြစ်တဲ့အမေရိကန်ကဒီတရုတ်ကိုပိတ်ဖို့ကြိုးစားတယ် အဲ့မှာကျွန်တော်တို့ရဲ့တိုင်းပြည်ချင်းတွေကပါလဲဆိုတော့ Transit Group ဝင်းဘလီမားနဲ့ကထုံကြအဲ့တော့ဟုတ်ပြီဒါဆိုရင်ဗမာပြည်ကိုတရုတ်နဲ့ American အပြန်ကြားတယ်မှာဗမာပြည်ရဲ့စစ်ကောင်းဆောင်တွေဘာဖြစ်လို့များစစ်ခွင့်ဝန်တင်မှုစူးစမ်းရတလဲဆိုတဲ့ဟာကကျွန်တော်တို့ခင်ဗျားတို့တိုင်းပြည်ချစ်တယ်ဆိုရင်စဉ်းစားဘာလို့စစ်ကောင်းတင်မှုစူးစမ်းရတလဲဆိုရင်ခုနကကျွန်တော်အထဲမှာပြောသွားတော့တယ်တရုတ်ပြည်တန်းထောင်လေးရောက်ထိန်းလာနိုင်တဲ့ကွန်မြူနစ်ပါတီနဲ့ထိန်းလာတယ်ဒီအစုအစည်းမပြေတော့မပြုတ်ပွဲတော့ ုတ်ပြီးကွန်မြူနီပါတီပြုတ်ရင်ကျုပ်ပြီးပြုတ်ပြီအဲ့လိုပဲတန်းထောင်တော့ရှိတယ်အိန္ဒိယကိုထိန်းလာတာက1948နဲ့ရှိတယ်အိန္ဒိယပါလီမန်ကြီးနဲ့ထိန်းလာပါလီမန်ဒီမိုကရေစီနဲ့ထိန်းလာအဲ့တော့သူတို့တိုင်းမှာလို့ထိန်းတဲ့ institution တွေရှိတယ်လို့ကျွန်တော်တိုင်းပြည်မှာကဲတမ်းမိရှိတာပါတီတစ်ခုပြရမှာပါဆက်ပါဘလားပါတီမရှိတော့ပါဆက်လာပါတီမရှိတော့ဘယ်ပါတီရှိတိုင်းပြည်ထိန်းလာမှာမရှိခုတက်လာတဲ့ပါတီအားလုံး Hello, hello, satay. Check. နောက်တစ်ခါပါလီမန်စနစ်ပါလီမန်စနစ်ကစိတ်သုံးသွားတယ်ဘာလို့ဆန်းစနစ်ပြီးရစိတ်သုံးသွားလဲဟောအဲ့တော့ပါလီမန်ဆိုရလဲပထမဆုံးမှာပေါ့ဘာရှိတိုင်းမှာလွတ်လပ်ရေးများကနေစဖွဲ့ပြီးဒီရန်ရဲစားလဲတက်မလို့ရှိတက်မလို့ဆိုတော့ကျွန်တော်ချက်ငါရှင်နဲ့တက်မလို့နဲ့ပွဲပွဲပြားပြားမြင်တဲ့မြင်မှုလဲလုံနေလို့ကျွန်တော်ယူဆတယ်ဟောချက်ငါရှင်စနစ်ကိုကျွန်တော်လည်းလက်မခံဘူးဒါပေမဲ့တက်မလို့ဆိုတာ National Forces ဖြစ်မျိုးသားအင်အားစုဖြစ်တယ်ဒီအစုစည်းတော်လင်းတိုင်းပြည် within state within the state နိုင်ငံတော်တွေကနိုင်ငံတော်ကျန်တဲ့ institution တွေပါတီတွေပြတ်သွားတယ်စနစ်တွေပြိုသွားတယ်ဒီတက်မလို့ဆိုတဲ့အခါကယ်တီလုံးလာတိုင်းနေဒါကိုကျွန်တော်တို့မြင်မလို့အတက်မလို့ပြိုသွားရင်အမတီပြိုအမတီပြိုရင်ဘယ်သူမျက်ချောက်ထောင်ကရှေ့ရှေ့ရေကင်းဖြစ်ပြီးကာလမှာအမေရိကန်ခြေရအုပ်စုကရောက်လာတဲ့အချိန်မှာတရုတ်ကလည်းတန်လင်းမရှိပါချင်တိမ့်မို့တော့စစ်ပြင်လာပြီးသွားတယ်။တိုင်းပြည်ပြုံးအချင်းတွေဂျုံခဲ့တယ်။ဒါပေမဲ့အကြောင်းကြောင်းနဲ့ ဒီတမ်တော်ရီစတူရှင်ကထိမ့်သိင်းနေတယ်ကျွန်တော်ဒီရှင်ရောက်လာတာဗျာဒီမိုကရေစီနဲ့ရောက်လာအခုလဲတရုတ်အမေရိကန်အားပြိုင်နေမှာကျွန်တော်တို့အတိုင်းမျိုးဖြိုးဖို့ဖျက်ဖို့ဝဲပလန်လုပ်နေအဲ့ပလန်ထဲမှာနံပါတ်1သူတို့ဖြိုးမှာတမ်တော်တမ်တော်ဖြိုးကြိုးစားတဲ့အခါမှာဗီဒီယိုချင်ဦးတို့ဖျက်ဖို့ကြိုးစားဘွားရင်ဘာဖြစ်လဲဗီဒီယိုချင်ဦးတွေဖျက်ဖို့ကြိုးစားဆိုတာနောက်ဘာနောက်တော့အုပ်စုတွေစိုးတော်လို့မဟုတ်ဘူးစောက်ဖုံးကဆင်းရုံမလို့မဟုတ်ဘူးအဲ့ထဲမှာအမေရိကန်တို့တရုတ်တို့သူတို့ဂျိုးစီဘွားတွေကိုဆန့်ကျင်နေတဲ့ ကျွန်တော်တို့မျိုးသားကျိုးစီးပေါ်ဌာပနာထားတဲ့ချက်တွေပါတယ်ဥပမာဥပမာ၄၂နှစ်မှာဒီဒီနိုင်ငံသားစစ်ဆေးမှာမချအောင်ဆိုတဲ့အချက်ပါဘယ်လိုချင်ဦးလေးပြက်ရင်စစ်စခန်းချလိုက်ရပြီအဲ့မှာလင်းကပါဆိုတော့နောက်နောက်တခါပြဿနာဒီရိုးရင်းညာဆိုတဲ့မရှိတဲ့လူမျိုးကိုကျွန်တော်တိုင်းပြူချိပါတယ်လို့ပြောပြီးတော့ကျွန်တော်တိုင်းပြူကျူးကျော်ဖို့ကြိုးစားငယ်ဆဲဖို့ကြိုးစားအဲ့တော့ဖိုင်ပြည်နယ်ပဲဆိုတော့ဘာဖြစ်မလဲဖင်္ဂလားကပါကစ္စတန်ဆိုတဲ့နိုင်ငံသူပေါ်လာအဲ့အာဂျီနိုင်ငံပေါ်လာဘာလို့လဲအမေရိကန်စစ်ဆေးလာချာ 这时间差也句话就，得有个归属，少少嘛，少都带位的，这多领域的，哪里我们都、like，咱们要讲搞的嘛，保护渔业的讲比方说，咱们说 i n s t i t u t i o n a 像那种比如比如也 p a t 的也，好了，像一些比如也，搞什么，但那比如，阿龙帮西的，比如，说，印度的，我比方印度的，我怎么听的呀？他都比方说，印度的，我怎么听的呀？他都比方的，我怎么听的呀？他都比方说，印度的，我怎么听的的，我怎么听的呀？他都他都比方说，的，我怎么听的呀？他都比方说，印度的，我怎么都比方说，印 ိုင်းပြည်မရှိတဲ့လူမျိုးရဲ့ဘဝ stateless people တိုင်းပြည်မရှိတဲ့လူမျိုးဘဝသိကျောက်ရအောင်ကျွန်တော်တို့ကကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ရှင်ပြည်ကျွန်တော်တို့သာသနာဘာသာကျွန်တော်တို့လူမျိုးနဲ့နေနေနေရတယ်ဒီတံမိုးကိုကျွန်တော်တို့တိဖို့လို့ဆက်ထင်းလို့ဒါကြောင့်ကျွန်တော်ပြော